တမဝါယမနှင့်ကျေးလန့်ဖုံမျိုးရေးဝန်ကြီးဌာနကျေးလန့်လန့်ဖုံမျိုးရေးဦးစီးဌာနမှတရ9နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုသောအဖြစ်အယောဒီတိုင်းဒေသကြီးပတိန်ခရိုင်ငပူတောင်မြို့နယ်တဲခုံးကြီးစင်ကူးကြီး ကြောက်ချော်လန်းတင်ဖွံ့ဖွယ်ခန်းနာကိုဒီကနေ့မနက်ပိုင်းကအစိုးပါလန်းတင်မှာပြုလုပ်ခဲ့ရာအရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့အဖွဲ့ခေါင်းဆောင်ဦးစောထွန်းအောင်မြတို့သည်တာဝန်ရှိသူများနဲ့အတူတက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည် ။အဲဒီနောက်ဒါနေသာချင်းဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများသည်ကြောက်ချောလမ်းတင်အားလှည့်လည်ကျင်းရှုစစ်ဆေးခဲ့ကဖျော်ဖြေရေးအဖွဲ့များအားချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။အဲ့ဒီနောက်တနင်္သာချင်းဝန်ကြီးချုပ်နဲ့အဖွဲ့သည်ငပူတောင်းမြို့နယ်တဲကုန်းကြီးကျေးရွာအခြေခံပညာအထက်တန်းအကျောင်းကွယ် လူပုကျေးရွာအခြေခံပညာအထက်တန်းကျောင်းကွယ်၊ညောင်ဝိုင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းကွယ်များတို့တွားရောက်ပြီးစာသင်ဆောင်များကျေးရှုစစ်ဆေးကဆရာဆရာမများနဲ့တွေ့ဆုံခဲ့ပြီးကျောင်းပတ်ဝန်းကျင်တန့်ရှင်းတာယာလှပရဲ့အတွက်တန့်ရှင်းရေးများကိုအလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ပါတယ်။ အဲ့ဒီနောက်ဆရာဆရာမများရဲ့တင်ပြမှုများအပေါ်တာနေသားချင်းဝန်ကြီးချုပ်ကသက်ဆိုင်ရာတာဝန်ရှိသူများနဲ့ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကဆရာဆရာမများနဲ့ဒေသခံကရင်တိုင်းဒေသရိုးရာအကအဖွဲ့ကိုချင်းမြငွေများပေးအပ်ခဲ့ပါတယ်ဒီသတင်းကိုတော့ပသိမ်သတင်းဌာနကွယ်မှပေးပို့ထားတာပဲဖြစ်ပါတယ်ရှင်